အိစဲမှာဆဲကွက်တဲ့စာသားတွေကိုဘယ်လိုစောင်းဝင်ရလဲပေါ့နော်အဥပမာပေါ့နော်ကျွန်တော်ဒီခေါင်းစဉ်ကစာတွေကိုကျွန်တော်တစောင်းလုပ်ချင်တာအဲဆိုရင်ကျွန်တော်ဒီ row ကိုဆက်လက်ပေးလိုက်မယ်ဒီလို select ပေးပြီးသွားပြီဆိုရင်ကျွန်တော်ဘယ်ထဲဝင်ရမလဲဆိုရင်ကျွန်တော်ဖုန်းထဲက alignment group ရဲ့ဒီတောင်းကမြားလေးကိုနေလေရတယ်ပေါ့နော် ီလိုနိုင်မှာဆိုရင်လည်း format ဆက်ပေါ်ရဲ့ဒီလိုလိုမနိုင်ချင်ဘူးဆိုရင် keyboard က control နဲ့ one နဲ့နှိပ်လိုက်ပေါ့နော်ဒါဆိုရင်လည်း format ဆက်ပေါက်လေးပေါ်လာလိမ့်မယ်ဒီလို format ဆက်ပေါက်လေးပေါ်လာပြီဆိုရင်အဲ့ဒီမှာကျွန်တော်ဒီမှာ alignment ရှိတယ် alignment နဲ့က orientation ဆိုရှိတယ်ပေါ့နော်အဲ့ orientation မှာဒီမှာကိုစောင်းညင်တဲ့ degree ကိုရွေးလို့ရတယ်ပေါ့နော်အဲကျွန်တော်45စောင်းမယ်ဆိုရင်45ဟာကို90 degree ဆိုရင်90 မောင်လေးထောက်ပြီးတော့ယူလို့ရတယ်လို့ဒီမှာလည်းကိုကြိုက်တဲ့ theory ကိုတတ်မှတ်လို့ရတယ်ပေါ့နော်60ဆိုရင်60 45ဆိုရင်45ရိုက်ထည့်ပြီးလည်းယူလို့ရတယ်ဒါဆိုတော့ကျွန်တော်45ဒီဂရီတတ်မှတ်ထားမယ်စန်တာစန်တာလောက်ထားမယ်ပြီးရင် okay နေလိုက်ပေါ့နော်ပြီးရင်ဆဲကွက်လေးကိုနည်းနည်းဆွဲချပြီးလိုက်ဒါဆိုတော့ကျွန်တော်အဒီနီလေးနဲ့ဇာလေးတွေကိုတစောင်းလုပ်လို့ရတယ်ပေါ့နော် အားလုံးပဲကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုလေးမှာပြန်တွေ့ပါအောင်မယ်